ဟောတရားဟောကောင်းပြီးတော့ဗာလာမှာတော့ဒူရင်ဆောင်မေးတဲ့ဟောလာပြီနော်ဒီဘက်ခေတ်မှာအများကြီးဒီတုတ်တံကိုနားလဲစရာကောင်းတယ်ဟုတ်လားဒူရင်ဆောင်နေဆိုတာဒူတင်ဆိုတာဒူတင်ကဆိုတာကိလေသာကိုခက်ကြမ်းကြမ်းခါတွက်တယ်လို့အဓိပ္ပာယ်ရတယ်ခါတွက်တယ်တဲ့တယောက်ကကိုယ်ကိုလှမ်းထီတယ်တတောင်နဲ့တွက်ထုတ်လိုက်ဟောခါတွက်တယ်ငါမထီနဲ့အနာမလာခဲ့နဲ့အဲလောဘဒေါသမောဟကိုအဲ့ဒါလိုခက်ကြမ်းကြမ်းတုံ့ပြန်တာကိုဒူတင်လို့ခေါ်တယ် ဟုတ်လားတိစီဝရိတူတယ်နဲ့သင်္ကန်း၃တယ်ပဲအလှခံမယ်၄တယ်မြောက်ကိုမသုံးဆောင်လှူလည်းမယူဟုတ်လားသင်္ကန်းနဲ့ပတ်သက်ပြီးတော့ကိလေသာတရားတွေအလုံးကိုဖြစ်เสียအကြောင်းနည်းသွားပြီဟုတ်လားတတိ၃တယ်ပြီးတော့ဘယ်သူပါကောင်းတာလည်းမမျောတော့ तू က၄တယ်မြောက်အလှမခံဘူးလို့ဒိဋ္ဌန်ထားတာလေဘယ်တော့ကောင်းတော့ဟုတ်လားစွန့်ခံစားမယ်ဘယ်သူကငါစွန့်စားပြစ်အောင်မှလည်းလည်းတွေးเสียမလိုတော့နော် ပိန်နဘတ်ဒူတယ်ပတ်တပိုင်းဒူတယ်ဒူတယ်နေအများကြီးဒူတယ်မနှမရှိတယ်လို့ကြားဘူးလို့73မှာနှစ်တင်မြင်အောင်မှာပဲနေမယ်ចောင်းတကညှော်စရာမလိုចောင်းတကအာနာစရာလည်းမလိုတင်မြင်အောင်မှာပဲနေမယ်လေဟုတ်လားနော်ပတ်ငကူသင်္ကန်းကိုသုံးဆောင်မယ်ဟာဘယ်သူသင်္ကန်းလာလူမယ်ဘာမှပူစရာမလိုအလွန်မှငြိမ့်ဖို့အေးဖို့မြတ်စွာဘုရားအဲ့ဒီအကျင့်တွေကိုခွင့်ပြုခဲ့တာဟုတ်လား သစ်ပင်အောင်နေတဲ့အကျင့်နဲ့နောက်ထပ်ပါရှိသေးတယ်အဘောကတိကတူတယ်ဆိုလွင်ဒီးခေါင်မှာပဲနေသစ်ပင်အောင်တော့မဟုတ်တော့ဟုတ်လားနေဘူးတယ်ရှိအောင်စမ်းပြီးတော့နေကြည့်ကြည့်ပါလားဟမ်နောက်ထပ်ကြောင်းရှိသေးတယ်အဲ့ဒါယောဂီတွေပြောကြခေါင်းနဲ့အဲ့ဒါဘာလို့ဆိုဟင်ဥိပါယထာပါယထာတဏတိတူတယ်ကိုကြတဲ့နေရာမှာပဲနေမယ်ဆိုတဲ့တူတယ်ရှိတယ်နော်ရှင်းတော့ကမြတ်စွာဘုရားလက်ထက်ကတော့ကြောင်းညွန်တဲ့ယဟန်ရှိတယ် ဟိုဒီเจ้าမှာចောင်းកံតန်လာថាបាទអកនុរីបារីយកឡាទៅရှင်ភះបែសောင်းមកနေបាទဆိုបាមកមិញញមនេះកောင်း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 អីនេះមកទွားနေមဟုတ်ឡាបេណារីយកបាភិលលុបេណារីយកទៅបស្សិទីបោលុតាទិននេះចាណែဟုတ်ឡាបស្សិបោហ่าឡဲបើទូអភិပြောលុឡဲមិនយកខ្ញុំឡဲមិនណៃមកបស្សិបោលဲនេះតបោပြောပြឡាបាទណាអេអត់ទៅហូកូអាកៃណែណែរសិនថាហូកောင်းណែបាទណា နေရရန်ကိုအချိန်မပြေတဲ့နေရာမျိုးကတော့နော်ညင်းတာကောင်းပါလေအဲဒါပေမဲ့ဟာဘယ်နာလေးကဝေးလို့ကိုကတော့အဲ့လိုဝေးတဲ့နေရာမနေချင်ဘူးဆိုဒီနေရာတယောက်ကနေမှာသူများဝေးတဲ့နေရာနေရမလားဩစဉ်းစားနေရတော့ကောင်းတယ်ပေါ့နော်ဒါကြောင့်ဘယ်နေရာပဲကြကြမညင်းဘူးဒီဥစ္စာလေးကိုဒီတိုင်းပဲလက်ခံတယ်ဆိုတာဘယ်ထဲမှာပါနေတော့ဒူတင်ထဲမှာပါနေတယ်နေရာမှာလျှက်ပေါ်လော်လီတဲ့လောဘကိုပယ်နိုင်တယ်တဲ့ဟုတ်လားဦးဘုံဘုံတော့အဲ့လိုမှတ်သားဘူးလေနော် နေရမှာဘာဖြစ်တယ်လျက်ပေါ်လောလီတယ်တဲ့ဟုတ်လားဗေနာလေးမှနေနေဟိုဟာလေးမနေချင်းခုနမနေချင်းဟာဘာဖြစ်တယ်ညာသူကအလိုကျတယ်လို့ကိုမရှိနိုင်ဘူးနေရနဲ့ပတ်သက်ပြီးတော့စိတ်ကဘလို့ဖြစ်နေလဲပြောက်ပြက်ခတ်နေတာလျက်ပေါ်လောလီတယ်ဆိုနည်းနည်းကြမ်းပါဟုတ်လားစကလုံးကနော်ဒူရင်ဆိုတာအဲ့ဒါတွေပဲနော်ဒူရင်နောက်ထပ်ဘာပါသေးတော့သုတ်တန်ဒူရင်ဆိုတာရှိသေးတယ်အဲ့ဒါတော့ဘုံဘွားချင်းမွားတယ်ကိုကသုတ်တန်နာညမှောင်ရင်ဘယ်နာမှမတော်ရဲဟုတ်လားနော်သုတ်တန်ကလည်းတကယ်ကောင်းပါတယ်ဘုံဘုံငယ်ငယ်က ကြောင်းတဲ့ကြောင်းကိုရောက်တော့သူကတုတ်တန်လူတွေရအောင်ဒကမာကြီးတယောက်တည်တော့အဲ့ဒီကြောင်းသားကိုမြုပ်ခိုင်းတာအဲတုတ်တန်တုတ်တန်လူတွေဆောင်ရင်လို့ပေါ့လေဘုန်းကြီးကလှုပ်တယ်အဲ့နဲ့အဲ့နာသွားကြည့်တော့ဆပင်တွေကမြည်ကြီးပေါ်ပေါ်နေတယ်ဟာဆပင်ရအောင်နှစ်လမသုံးလမမှာခေါင်းကြီးရှိတယ်လေဟုတ်လားတော်တော်ကြောက်တော့တယ်သိလားအဲဘုန်းဘုန်းတခါဖားအောင်ရောက်ဘူးတယ်ငငယ်တော့ကလည်းအဲ့ဒီဖားအောင်ကလည်းပဲအဲသူကတုတ်တန်လူတွေဆောင်လို့ရအောင်သူကြောင်းအစွန်လေးနဲ့ဟိုကကဂူတွေနဲ့အကုန်လုံးလှုပ်ထန်ရှိအဲ့ဒီတဲ့ တူရင်ဆောင်ရင်ဆောင်လို့ရတယ်။အဲ့ဒါဘာမှမဘုံဘုံတခါဟိုလူသေးတော့အတုပရှူကြွတယ်ဆိုဟာတပည့်တော်လိုက်လို့မရဘူးလား။ရတယ်တဲ့။ရရင်သွားဦးမှာဆိုဘုသူတ္တလိုက်တော်တယ်။အဲ့ဒီမှာဘုံဘုံက၂၀ပဲရှိပါသေးတယ်။ရဟန်းဖြစ်ဖြစ်ချင်းရောက်တော့တော့ပေါ့ဆယ်ဦးတော့အဲ့လိုနာမည်ကြီးသေးပါဘူး။မွန်နေမွန်နေအဲတည်တဲ့လူက၁၆၀လောက်ရှိတယ် ဲ့ရှေ့မှာဒီတိုင်းဆန့်ဆန့်ကြီးဟာအတုဝတကယ်ရှုလားလို့နော်အတုဝဝါတာတာရှုလို့မရဘူးလူတွေကောင်ကကိုရှေ့တည်တယ်မှာဟုတ်လားအဲအဲတော်တော်တော့ကောင်းတယ်အဲ့ဒီအတွေ့အကြုံတွေဟာလေအဲ့ဒါပေးသက်ကအဲ့ဒီလူတွေရဲ့ဟိုဘက်မှာဘုန်းကြီးတွေကလူတွေရဲ့ဒီဘက်မှာပေးသက်နဲ့ဘုန်းကြီးရဲ့ကြားထဲမှာအဲ့ဒီခေါင်းကြီးကိုဒီခေါင်းမပါဘူးဒီတိုင်းပဲဖြာခင်းပြီးတော့နော်ဒီတိုင်းပဲပြင်ထားတာရှင်တွေကလည်းအိုးလို့အော်ချင်းတော်မချောက်နိုင်တော့ပါလားစိတ်ကအဲ့လိုစဉ်းစားမိတယ်ဘုန်းစိတ်တယ်နော်လူတွေကိုမြင်ရတာနဲ့ လူရှင်ကိုမြင်ရတာစိတ်ရဲ့တုံ့ပြန်မှုတွေအလွန်တရာမှကွာခြားပါတယ်။လူတွေကိုကြည့်ရတာရံကောင်းဟုတ်လား။ဒါကြောင့်မြတ်စွာဘုရားလူတွေစုပြီးတော့နော်နေတဲ့နေရာတုတ်တန်ဘဝရဲ့အမှန်တရားလူတွေကခုဘဝကိုအမှန်တရားကိုတချမ်းပဲလူတွေကကြည့်ဟုတ်လား။နော်ဘဝကဘယ်တချမ်းနဲ့ဘယ်တချမ်းနဲ့ပေါင့်ထတာလို့ဘုံဘဝခံစားရလဲဆိုတော့ရှင်ချင်းတချမ်းရဲ့ပေချင်းတချမ်းရဲ့ပေါင့်ထတာ ကျွတ်တော့ဘယ်တချမ်းမှာပဲကျက်စားနေရှင်ရင်တချမ်းမှာကျက်တချမ်းလိုလေးဟုတ်လားစဉ်းစားကြည့်နော်အဲ့ဒီသေခြင်းကိုကျက်စားကြည့်လိုက်ဘဝရဲ့အသေးပဲကိုပူပြီးတော့နားလေလာလိမ့်မယ်ဟုတ်လားတိုင်ထားပါတော့အဲ့ဒါပါတော့သုတ်တန်ဒူတယ်အဲ့ဒါသုတ်တန်ဒူတင်ဆောင်းတယ်ခုပြောတဲ့ဒူတင်နေအများကြီးဆောင်းတယ်ကိုချိုးချံချွေတာတဲ့ခြင်းကိုအများကြီးကျင့်တယ်ဓမ္မဝင်းရည်ရချက်တွေကတော့လွန်ကောင်းပါလေဒါပေမဲ့သူပါဖြစ်လာတော့ငါဒူတင်ဆောင်းတယ်ဟုတ်လူတွေဒူတင်မဆောင်းနိုင်ဘူးသူပါဖြစ်ပြီးတော့ မတူတာကိုပုံကြီးချဲ့တော့မယ်နော်မတူတာကိုပုံကြီးချဲ့တော့မယ်ဟုတ်လားဒူတင်ဆောင်ချင်းတည်းဟူသောအကြောင်းကြောင့်မဆောင်တဲ့လူတွေကိုနှိမ်ချရတယ်သူကိုယ်သူမြင့်တယ်နဲ့ဒူတင်ဆောင်ပုဂ္ဂိုလ်ကြီးဘာဖြစ်သွားလဲသူယုံမှဖြစ်သွားစကလုံးကိုနည်းနည်းလေးထိအောင်အဲ့လိုပြောကြည့်တာဟုတ်လားဒူတင်ဆောင်တော့လည်းပဲသူဟာလူယုံမှပဲဖြစ်တယ်လို့အဲ့တိုင်ကိုမြတ်စွာဘုရားဟောထားတာဟုတ်လားဒူတင်ဆောင်ပြီးရင်ဘာရှိဖို့လိုမလို့ဒူတင်ဆောင်ချင်းတည်းဟူသောအကြောင်းကြောင့်သူများကို မနှိမ်ချဖို့ကိုကိုကိုမမြင့်တင်ဖို့ဒါပါမှသာလေသူတော်အောင်ဖြစ်မယ်အဲ့တော့ဒူတင်ဆောင်ဖို့မဆောင်ဖို့တဲ့သူများကိုမနှိမ်ချဖို့ကိုကိုကိုမမြင့်တင်ဖို့ဘယ်ဟာကအရေးကြီးတာလဲလို့မြင်ပိတ်သက်လို့ဘယ်လိုပြောမှာလဲသူများကိုမနှိမ်ချဖို့ကိုကိုကိုမမြင့်တင်ဖို့ကပိုးပြီးတော့အရေးကြီးတယ်နော်ဒီဥစ္စာကိုနားလည်ဖို့လိုတယ်ဘယ်ဟာအနှစ်သာရလဲဆိုတာနားလည်ဖို့လိုတယ်ခုလူတွေကကိုမလုံနိုင်တဲ့အလုပ်ကိုသူများလုပ်ပြလို့ရှင်အလွန်မင်းကိုပဲစိတ်ထဲကအံ့ဩပြီးတော့မဖြစ်တာတော့အထင်ကြီးကြတာတွေရှိတယ် အဲ့ဒီကိစ္စတွေကလူတွေကိုအလွန်လိန်လို့ကောင်းတာပဲလူတွေရဲ့အညာကိုမြင်နေရလေသူများမလုပ်နိုင်တာလေလုတ်ပြတာ